Hello ကြည့်ရတဲ့ Beef Family မိသားစုတွေအားလုံးပဲမင်္ဂလာမနက်ခင်းလေးပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နဲ့အားလုံးကို new tweet ဆိုပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ် March 12ရက်နေ့ရဲ့မနက်ပိုင်းသတင်းတူသတင်းကောင်းတွေကိုကျွန်တော်နဲ့အတူတိုင်းမှာ reaction လုပ်ကြမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့အရင်ဆုံးကျွန်တော်လိုရေးတူရှင်သတင်းကောင်းလေးကျွန်တော်ဖတ်ပြပေးပါမယ်ခင်ဗျာပထမအဦးဆုံးသတင်းတစ်ပုဒ်ကတော့ကြောက်ပရောင်းနဲ့လူငယ်များကိုအတင်းအဓမ္မ ပေါ်တာဆွဲဖမ်းဆီးနေသည့်ပြူစောတီကောင်းဆောင်ကျော်ဆန်းဝင်းပြက်ကက်ခံရပြီးတော့မျိုးစာဖြစ်သွားပြီဆိုတဲ့သတင်းကောင်းမှဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့မန္တလေး PDF က MMDA နဲ့အနီးကပ်ပူးပေါင်း၍အစ်စ်အာဏာရှင်ချုပ်ငင်းရေး Federal Democracy ပြည်ထောင်စုထူထောင်နိုင်ရေးဆက်လက်ချီတက်သွားမယ်လို့ထုတ်ပြန်ထားတဲ့သတင်းမျိုးဖြစ်ပါတယ်ခင်ဗျာ။ ကဲနောက်တဲ့သတင်းတစ်ပုဒ်ကတော့ဒဝဲမမြိတ်တုထွက်ခွာလာသည့်ငွေဆက်ကူတစ်တာများနဲ့တစ်ဆက်သားများလိုက်ပါလာသောဆက်တွေကိုတိုက်ခိုက်မှုစစ်တပ်ဘက်မှ20ဦးထက်မနည်းမျိုးစာဖြစ်သွားတယ်လို့သတင်းရရှိတယ်။ဒါအပြင်ဆက်တွေကိုလည်း RPG ထိမှန်ပြီးတော့မိလောင်သွားတယ်လို့သတင်းရရှိပါတယ်နော်။အဲ့ဒါကတော့ကျွန်တော်တို့ March 10ရက်နေ့ည7:00နာရီခန့်တွင်ဒဝဲမြို့မှာတရချောင်းမြို့နယ်စင်ပြူပြစိတ်ကမ်းဘတ်သို့စုံစင်းလာသောငွေဆက်ကူတစ်တာများနဲ့စစ်သားများလိုက်ပါလာသောဆက်တွေတစ်စီးကိုဒဝဲကြိုင်တပ်ပေါင်းစုကထဝဲမြို့ကျောင်းအတွင်းဂျာပြတ်ခဲ့ခဲ့ရာတိုက်ပွဲ7မိနစ်ခန့်ကြာမြင့်ပြီးဆက်တွေကို RPG ထိမှန်ကမိလောင်ပျက်စီးခဲ့ကြောင်းသိရှိရပါတယ်။ ယ်တဲ့ထိုတိုက်ခိုက်မှုအတွင်းအချမ်းပတ်စစ်ကောင်စီတပ်သား20ကျော်မြေရောစာဖြစ်ပြီး30ခန့်တန်ရရှိခဲ့ကြောင်းသိရှိရတယ်တိုက်ခိုက်မှုဖြစ်ပွားပြီးနောက်တော်လိုင်းတပ်ဖွဲ့များအထိခိုက်မရှိဘဲပြန်လည်ဆုတ်ခွာနိုင်ကြောင်းတရေရရှိပါတယ်တဲ့ကဲချက်ပဲစကောက်စီဖွဲ့ရနေ့တိုင်းမှာဒီတော်တော်လေးကိုတိုက်ခိုက်ခံရတဲ့အနေအထားဖြစ်ပါတော့မင်းရလည်းတရိုးကြီးမှာဆိုရင်တော်တော်လေးကိုအကြရှုံးများသွားဖြစ်ပါတယ်နောက်ထပ်သတင်းတစ်ပုဒ်ကတော့ရေးမြို့နယ်ကွန်တူးကျေးရွာထိပ်ရှိစစ်တပ်ကင်းဘုံကိုရေးဘလူးတပ်ဖွဲ့ကဝင်ရောက်တိုက်ခိုက်စီကင်းဝက်နေသောစစ်သားအလုံးထွက်ပြေးသွားတယ်လို့သတင်းရရှိပါတယ်ခင်ဗျာကဲ ရေဘလူးဆိုရင်အဲ့ဘက်နေမှာတော်တော်လေးကိုကြောက်နေရတဲ့အနေအထားဖြစ်ပါတယ်နော်ဂျပန်စစ်ကောင်စီဖွဲ့တယ်။နောက်ထပ်သတင်းစပုတ်ကတော့ဒူတာတီးကိုနိုင်ငံတကာရာဇဝတ်ခုံရုံးရှိရာ The Hate News ကိုပို့ဆောင်လိုက်ပါပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အဲ့တော့မနေ့ကမှသူ့ဖမ်းတယ်နော်ဖမ်းပြီးတခါတည်းပို့ဆောင်လိုက်တဲ့အနေအထားဖြစ်ပါတယ်နော်။ဖိလစ်ပိုင်သမရဟောင်းဒူတာတီးကိုနိုင်ငံတကာရာဇဝတ်ခုံရုံး ICC ရဲ့ဌာနချုပ်ရှိရာနယ်သာလန်နိုင်ငံ Hate News ကိုပို့ဆောင်မဲ့လေရင်ကဒီကနေ့ည7:00နာရီ3မိနစ်မှာထွက်ခွာသွားပြီဆိုပြီးမှသတင်း ကြမ်းကြားနေရတာဖြစ်ပါတယ်နော်အဲ့တော့ဟိုတုန်းကဆိုရင်တော့ကျွန်တော်တို့ကဒီ ICC ရဲ့ Fan Run ကပေါ့နော်တကယ်ပဲထိရောက်ပါမလားလို့အနေငယ်တန်တရားဝင်ခဲ့တာရှိတယ်ဒါပေမဲ့အခုချိန်မှာဆိုရင်တော့ဒီ Flipping သမရကိုဖမ်းပြလိုက်တဲ့အတွက်ပေါ့နော် Main Online ကအတွက်ကတော့ပြေပေါက်လုံးဝမရှိတော့တဲ့အနေအထားဖြစ်ပါတယ်နော်ဒါအပြင်အခုချိန်မှာဆိုရင်သူ့ကိုဖမ်းဖို့ပေါ့နော်ဘွေးနေမျိုးစုံကဘယ်လိုမျိုးစ조사နေလဲဆိုတော့တစ်ချက်လောက်တော့ကြည့်လိုက်အောင်နော် Dear Mr Gilbert F Honbor Director General International Labor Organization Dear sir I am uh, Nimusin, an ex army officer, uh, officer turned activists fighting the terrorist military gender uh, in Myanmar. Ever since the military coup in February 2021, Myanmar has been in ruins. You see, everything is uh, ruins by air, air bombing, by uh, physics, emphasis military gender ဒါတော့မင်းအောင်လည်းရှားဖက်မှုတွေကိုပြောပြရင်းနေပါတော့နိုင်ငံကတိအောင်အင်္ဂလိပ်စကားနဲ့ထုတ်ဖို့ပြောဆိုတာဖြစ်ပါရဲ့နော်ဒါအပြင်လည်းနောက်ထပ်ပါတော့ဒီ ILO ကနေဒီပုံမှန်33နဲ့အရေးယူဖို့လေဒီဆော့ထားတဲ့ဟာလေးနောက်ထပ်ကြည့်အောင်နော် Article 33 Article 33 What do we want? Now now Okay now we want Article 33 now this is to shed light on what ကဲဒါတော့ဗောနော်အာဒီနိုင်ငံတကာသိအောင်လို့ဘွေးနေမျိုးစင်တော့အင်္ဂလိပ်စကားနဲ့ပြောထားဖြစ်ပါတယ်နော်အဲ့တော့သူ့ရဲ့ဗီဒီယိုအရှိကိုကြည့်ရှင်နေဆိုရင်ညီမျိုးစင် YouTube channel မှာတွားပြီးမှကြည့်လို့ရပါတယ်နော်အဲ့တော့ ILO ကနေဒီ article ဗောနော်ပုံမှန်33နဲ့ရေးယူဖို့တိုက်တွန်းနေတဲ့ video file လေးပဲဖြစ်ပါတယ်ခင်ဗျာ ကဲကျွန်တော်နောက်ထပ်ကြည့်ရမှာကတော့ရခိုင်သတင်းလေးတွေဖြစ်ပါတော့အခုရခိုင်ပြည်နယ်မှာဆိုရင်ဂျမစစ်ကောင်စီဖြက်လေးဖြက်နဲ့ဒီပိတ်ဆို့ထားတဲ့အတွက်ပေါ့နော်ကုန်စည်စစ်စစ်မှုတွေတော်တော်လေးခက်ခဲနေတဲ့နေထားမှာရခိုင်ပြည်သူတွေကပေါ့နော်ထိုးအလောက်ခက်ခဲတဲ့ကြားထဲကနေမွေးမြူရေးတွေကိုစ조사လုပ်ကင်ပြီးတော့ဘယ်လိုမျိုး조사ထွက်ပေါက်조사နေလဲဆိုတာပေါ့နော်ဒီစားစားနှက်ရိတ်ခါတော့ဘယ်လိုမျိုး조사နေလဲဆိုတော့တစ်ချက်တော့ကြည့်လာအောင်နော်နောက်ထပ်ရခိုင်သတင်းတပုတ်အနေနဲ့ကတော့စစ်ကောင်စီကရခိုင်ပြည်ကိုကုန်စည်စစ်စစ်မှုတွေဖြတ်တောက်ပိတ်ဆို့လိုက်ပြီးတဲ့နောက်ရခိုင်ပြည်သူလူထုတွေဟာစိုက်ပျိုးရေးနဲ့မွေးမြူရေးလုပ်ငန်းတွေကို ပိုပြီးအားတိုက်အင်တိုက်လှုံ့ဆော်လာကြပါတယ်လေးစားစံနော်ဒီလုပ်ငန်းတွေအထဲမှာနွားမွေးမြူရေးလုပ်ငန်းဟာအောင်မြင်မှုရရှိလာတဲ့လုပ်ငန်းတစ်ခုဖြစ်လာနေပါတယ်ရခိုင်ဒေသမှာကျွေးနွားမွေးမြူရေးလုပ်ငန်းဟာဝင်ငွေကောင်းတဲ့လုပ်ငန်းတစ်ခုဖြစ်လာတာကြောင့်ဒေသခံတော်တော်များများဟာစီးပွားဖြစ်တွင်တွင်ကြီးကြီးမွေးမြူလာကြပါတယ်ရသေးတော်ဒေသခံတယောက်ရဲ့ပြောပြချက်အရာအရင်ကကျွေးထီးတကောင်ကို မောင်တော်ဒေသပေါက်စေးကျက်သိန်း၄၀ရှိခဲ့ရာကနေလက်ရှိမှာတော့ကျက်သိန်း၆၀အထိဈေးကောင်းရရှိနေတာပါ ဒါအပြင်နွားအချီ၃နှစ်သားတကောင်ကို73သိန်းဈေးရှိနေရကနေလက်ရှိမှာတော့7သိန်း20ကျော်အထိရရှိနေပါတယ်။ပြည်မောက်ကိုအဓိကအာကိုမီခိုနေခဲ့ကြတဲ့ရခိုင်ပြည်သူလူထုတွေဟာလက်ပတ်ဆက်သွယ်ရေးတွေဖြတ်တောက်ခံရပြီးနောက်စိုက်ပျိုးရေးနဲ့မွေးမြူရေးလုပ်ငန်းတွေကိုပိုပြီးအတိုင်းအတိုင်းလှုပ်ဆောင်လာရကနေလက်ရှိမှာတော့အောင်မြင်မှုတွေအထိုင်းလျောက်ရရှိနေကြတာဖြစ်ပါတယ်။ကဲ ရခိုင်ပြည်သူတွေကတော့အတကယ်ပဲလေးစားစရာကောင်းပါနော်အဲဒီအချမ်းမဲ့စစ်ကောင်စီကဖြက်လေးဖြက်နဲ့ဖြက်တဲ့အခါမှာလဲလုံးဝပါနော်စိတ်အားမလျှော့ဘဲနဲ့ခုမွေးမြူရေးတွေစိုက်ပွေးတွေကိုယ့်ရဲ့နေထဲမှာစ조사လုပ်ကင်နေကြတွေ့ရပါနော်တကယ်ပဲဝမ်းသာကုန်ယူပါတယ်ကျွန်တော်နောက်ထပ်ကြည့်ရမယ့်သတင်းတစ်ပုဒ်ကတော့အချမ်းဖက်စစ်ခေါင်စီရပါတော့ညောင်ကျိုးစခန်းမှာပါတော့ငါ၆၃ခုနဲ့ထမင်းစားနေရပါတယ်ဆိုပြီးမှတော့တအားခက်ခဲနေပါတယ်ဆိုပြီးမှဒီသကံတွေကိုထမင်းထုတ်ပို့ခိုင်းနေတဲ့အနေအထားလေးချက်နာတော့ကြည့်အောင်နော်။ကပ္ပဆတ်စက်ယုံတွေကိုစီရင်ရောက်လာမှာကိုစစ်ခေါင်စီက အထူးစိုးရိမ်နေပြီးအမတ်စင်ရှိစစ်တင်တန်းကတင်တန်းသားတစ်တွေကိုကပ္ပစ6အတွင်းအင်အားအနှုံးရင်နဲ့ပို့ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီတက်အင်အားတွေအတွက်စစ်ကောင်စီကရိတ်ခါလုံလောက်အောင်မပေးတဲ့အတွက် အုပ်ချုပ်ရေးမှုကဥဆောင်ပြီးပြည်သူ့ထံကထမင်းထုတ်တွေတောင်းယူပြီးပို့နေတယ်လို့ဒေသခံတွေထံကသိရပါတယ်။မဏိတူကျောက်၃ကောင်နဲ့ထမင်းစားနေရတယ်ဆိုပြီးအုပ်ကြီးကဥဆောင်ပြီးထမင်းထုတ်တွေပို့ခိုင်းတာဒါမှမဟုတ်အိမ်တွေကိုသူကိုယ်တိုင်လိုက်ောက်တယ် တအားတက်ကြွနေတာဗျာလို့ဒေတာကန်ဒရင်းဂျင်းနစ်က ARD Times ကိုပြောပါရယ်ညောင်ကျိုးတိုက်ပွဲအတွင်းမှာလဲမှော့ပြီးတရင်သုံးမှုက စစ်ကောင်စီအင်အားရာချီပို့ဆောင်ထားပြီးလမ်းမိုက်လုံခြုံရေးတွေပါယူခိုင်းထားတယ်လို့သိရပါရယ်စစ်ကောင်စီကညောင်ကျိုးဖို့ရိတ်ခတ်ပို့ဆောင်နိုင်ခြင်းမရှိတော့ပဲအုတ်ရှိပင်မြူတွင်ကဒေတာကန်တွေကိုအသားဟင်းတွေနဲ့ထမင်းထုတ်တွေနေ့စဉ်ပို့ပေးဖို့ညွှန်ကြားနေတယ်လို့ဒေတာကန်တွေကစူးပါရယ်အုတ်ရှိပင်ကပြည်တော်သားရက်ွက်ရရနာပုံနဲ့ ရွှေပြည်ရဲ့ဖွဲ့တူကဒေသခံတွေထံကတဲ့ငူထမင်းတုပ်တထုံနှုံးနဲ့အနှက်ကျပို့ဆောင်ပေးနေရတဲ့သူသိရပါဗျ။ပြည်တော်သားရဲ့ဖွဲ့အုပ်ချုပ်ရေးမှုဦးအောင်ကိုထံဒေသခံတွေကထမင်းတုပ်သွားပို့ထားရပြီးအုပ်ချုပ်ရေးမှုကစစ်ကောင်စီနဲ့ဆက်သွယ်ပြီးရိတ်ခါပို့ပေးနေတယ်လို့ဒေသခံတွေကပြောပါဗျ။ပြီးခဲ့တဲ့မတ်လ6ရက်နေ့ကစပြီးညောင်ကျိုးစခန်းကိုဒေသခံတွေကစုပေါင်းပြီးအနှက်ကျထမင်းတုပ်ပို့ဆောင်နေရတယ်။အဲဒါတော့နော်ချမစစ်ကောင်စီကဒီ စစ်မှုထားဥပဒေနဲ့ခေါ်ကြစလို့ခေါ်ပြီးထမင်းလည်းမကျွေးနိုင်ဘူးเนาะသူ့ရဲ့စစ်တိုင်းတော့ထမင်းမကျွေးနိုင်ပဲနေပါเนาะပြည်သူလူတို့ကတော့ခံခဲ့တဲ့ data ဖြစ်ပါတယ်เนาะအဲ့တော့မကြခင်မှာလည်းဒီညောင်ကျိုးစကန်ကြဖို့တေချာသလောက်ဖြစ်နေပါပြီเนาะအဲ့တော့ခုနကြားတဲ့အတိုင်းပဲညောင်ကျိုးစကန်ကြတယ်ဆိုရင်เนาะကပါစာဆဲ့ဥတွေကိုဒီအာခတ်တော်ကြီးကရအောင်တိုက်ခိုက်မှာဖြစ်ပါเนาะကဲကျွန်တော်တို့နားထောင်မှာတော့ရခိုင်သတင်းပဲဖြစ်ပါတယ်เนาะအဲ့တော့ကြောက်ဖြူမှာချမ်းမက်စစ်ကောင်စီကအာခတ်တော်ကြီးရဲ့တိုက်စစ်ကိုကြောက်လို့ပေါ့เนาะဒီမြို့နားတဝိုက်မှာမြို့မြိုင်းတွေထောင်ထားတယ်ဆိုတဲ့သတင်းလေးနားထောင်ကြည့်အောင်เนาะ အာရခတစ်တို့အီအီဝင်ရောက်လာနိုင်တယ်လို့ယူဆတယ်။ကြောက်ပြူမျိုးရင်းနဲ့မြို့ပြင်ကနေရာတွေကိုစစ်ကောင်စီတပ်ကမြေမြုံမိုင်းတွေထောင်နေတယ်လို့သိရပါတယ်။ကြောက်ပြူမျိုးရင်းမြို့ပြင်ကမြေရှောင်းကန်းဆက်နေရာတွေဒီဝင်းကိုဝင်ရောက်လာနိုင်တဲ့နေရာတွေမှာမက်ရှလာကိုရဲ့နေ့ကနေစပြီးတော့စစ်ကောင်စီတပ်ကမြေမြုံမိုင်းတွေကိုအဓိကထားပြီးထောင်နေတာလို့ကြောက်ပြူဒေသခံမျိုးသားတယောက်ကနှွင်ကြော်ပြောပါတယ်။မျိုးကိုခန့်စစ်အတွက်မိုင်းတွေကိုအဓိကထားပြီးထောင်နေတာဖြစ်ပြီး ငလပွေစက်ကန်းကနေလေစိတ်တယောက်အထိနေရာတွေကိုမိုင်းထောင်ထားလို့ပေါ်လာခွင့်ပိတ်ထားတယ်လို့သူကဆက်ပြောပါရယ်။ဒါအပြင်ကြောက်ပြူလီငွေမာလေးဒရုန်းအစ်စ်တွေစမ်းသက်လွတ်တင်မှုတွေပြုလုပ်နေတယ်လို့စီရီတရင်မြစ်တယောက်ကနွင်ကြော်ပြောပါရယ်။ဒါပေမဲ့ကြောက်ပြူလီငွေကိုတော့ပိတ်ထားတာမရှိသလိုလေကြောင်းလိုင်းတွေကိုလေပုံမှန်အတိုင်းပြည့်စွေနေတယ်လို့သိရပါရယ်။ဒီကနေ့ရရှိထားတဲ့ရခိုင်တည်င်းတွေကိုတင်ဆက်ပေးကြတာပါ။ ကဲကြားရတိုင်းပါเนาะအဲ့တော့ကြောက်ဖြူတဝိုက်မှာနေတဲ့သူတွေကတော့အန်ဒီများတဲ့အချိန်ဒီမှာရှိပါတယ်เนาะမီမျိုးမိုင်းအန်ဒီတော်တော်လေးကိုအာဒီကြုံရနေကြုံနေရတဲ့အနေထားဖြစ်ပါတယ်အဲ့တော့အဲ့တော့အသွာလာလေးတွေသတိထားစေချင်ပါเนาะကဲကျွန်တော်အခုကြည့်ရမှာတော့မနေ့ကကျွန်တော်နှထိုးကြီးတိုက်ပွဲအခြေအနေဖြစ်ပါเนาะအဲ့တော့နှထိုးကြီးတိုက်ပွဲဗီဒီယိုဖိုင်တွေလည်း YouTube မှာပြန့်နေနေတဲ့အတွက်အားလုံးကကြည့်ပြီးသွားပြီလို့ယုံကြည်ပါเนาะတကယ်ပဲ ISR ကောင်းပါတယ်အဲ့တော့နှထိုးကြီးမှာဒီထက်ပို့ပြီး ISR ကောင်းတဲ့သတင်းတွေကိုတင်ဆက်ထားတယ်ပေါ့เนาะဘိုးကြီးထက်မြတ်တွေရဲ့အင်တာဗျူးအတိုးလေးကိုကျွန်တော်တစ်ချက်လောက်သွားကြည့်အောင်เนาะ ကိုလာတိုက်တဲ့ကောင်ပြန်ပြန်ခဲ့ရလို့ဖြစ်နေတယ်ပြန်မပြန်ခဲ့ရတာကြာသူတို့ကဟိုကျွန်တော်တို့ဒီလက်နက်ချပြီးတော့မှကျွန်တော်တို့စီပြေးလာလို့ရှိရင်ဘောလုံးကွင်းထဲမှာကျွန်တော်လူသားလဲတဲ့ကောင်လိုပဲသူတို့အားရဝမ်းသာနေသူတို့အဲ့လိုပြေးလာတာလက်ထောင်ပြီးတော့မှလူသားလဲမဲ့ပုံစံမျိုးသူတို့ပြောလဲပြောတတ်ပါဗျာအဲ့လိုပြင်နေတာ အဲ့ဒါကိစ္စမရှိဘူးဟုတ်တယ်အဲ့အဲ့ဘူဘူးကြံခဲ့တဲ့အကြောင်းလေးပြောပါဦးဝေယမောက်ရဲ့ကြံခဲ့တဲ့အော်အဲ့ပရမကကျွန်တော်တို့ဒီမှာတုံမန်းနေမိလာတော့တို့မေးတာပေါ့နော်မေးတော့ဘာယာတို့လို့မြတ်မာယာတို့လို့သူကပိုးမှုပေါ့ဟိုတယောက်မေးလိုက်တော့ဘိုးကြီးတဲ့ဘာဘာဘယ်ရလဲဆိုတော့သူကစေးတက်ကပေါ့နော်စေးတက်အောက်ပြီခင်ဗျားတို့ဒီဘာလို့ကြံခဲ့တာလဲပေါ့နော်တို့ကတကယ်ဆိုခင်ဗျားတို့ယာတို့တွေနေဆိုရင်ခင်ဗျားတို့မရရအောင်ဆွဲခေါ်အောင်ပါဘာဖြစ်လို့ခင်ဗျားတို့ထားခဲ့တာဆိုတော့ကျွန်တော်တို့လည်းအိုင်ကုန်အောင်ပြေးမတော်မှုနဲ့စုတ်သွားပြီဆိုတော့တို့ကိုပဲထားခဲ့တာပေါ့နော် ်တို့ကစစ်တိုက်စရာမလိုဘူးပေါ့နောက်တန်းနေနေရတာပေါ့ငါတို့ကရှေ့ကတိုက်မှာဆိုပြီးတော့တက်သွားပြီးတော့မှတိုက်ပွဲလည်းဖြစ်ရောတို့ထားခဲ့ပြီးတော့ပြေးတာပေါ့နော်အားကြောင့်ကအားကြောင့်လည်းတို့ကဒီမှာစိတ်ကောင်းနေတယ်စိတ်ကောင်းတယ်စိတ်ကောင်းတယ်စိတ်ကောင်းတယ်ဗိုလ်မူရောဗိုလ်ရောပါတော့အခုကတော့အာ အဲ့ဒီအရှင်မိထားတဲ့ဒီသုံးမန်းကြီးကျွန်တော်ထားတဲ့နောက်တန်းပေါ့နော်နောက်တန်းကိုဒီပို့တယ်တိုင်းနောက်တန်းမရောက်သေးဘူးရှေ့မှာဖြစ်နေတဲ့ရာနှစ်ကွက်လောက်ရဲ့နောက်မှာကျွန်တော်စုထားသူတို့စုပြီးကြိုးတုပ်ထားတဲ့နေရာရှိတယ်အဲ့နေရာကိုအဲ့ကျွန်တော်လေရင်ဘုံကတက်တက်ကျဲလို့သူတို့ကသုံးယောက်ထက်ကြသွားတာဟုတ်လားဒီကောင်တွေလိုက်ပြီးနှုတ်ပိတ်တာပေါ့နော်ဟုတ်တယ်ဟုတ်တယ်အဲ့ဒီကောင်တွေကိုတက်တက်ကျဲတာပဲဆရာဩဩအဲ့ဒီလည်းမရှိအောင်လုပ်ဩ ကို့အဖွဲ့ရလည်းနော်စော်လို့စော်ဒါပေမဲ့တကယ်တော့မပြည့်စုံဘူးနော်အဖွဲ့တွေကဟုတ်တယ်ဒီဘက်ကျွန်တော်တို့ဘက်ချမ်းကအလဲပိုင်းနဲ့မှာဆိုမှအလုံးဝအထီးထီးကျွန်တော်တို့ဒီဒေါ်လာကြီးဟိုစိတ်တစ်ခုနဲ့ပဲဒီရမလားချမယ်ဆိုရယ်စိတ်နဲ့ပဲချနေကြတာတကယ်တမ်းပြောရင်ကျွန်တော်တို့ဘက်မှာကဒီဆယ်လီလည်းမရှိသလိုတကယ်အဲ့လိုမျိုးဟို ိုတခြားဒီ IAO ဒေတာဘတ်တွေလို့ပေါ့နော်လက်နက်ခင်းရထောက်ပတ်မဲ့ဖွဲ့စည်းလည်းတိတ်မရှိဘူးပြီးရင်ကျွန်တော်တို့နိုင်ငံသားမားတွေရှိရဒီကိုရီးယားတို့ဂျပန်တို့အဲ့ကိုရီးယားဂျပန်တွေကျွန်တော်တို့ကကြိုချိတ်တာပေါ့နော်ကျွန်တော်တို့စော်စရာရှိတယ်။အာစော်မယ်တော့ချက်မပြောဘူးပေါ့နော်ဗာကျွန်တော်တို့စော်မှာဒါပေမဲ့လောက်ပြီးတော့ချပြမယ်လောလောဆယ်မှာအမြောက်တတ်နိုင်ထောက်ပတ်ဆိုတော့တက်ရောက်ကို9သိန်း9သိန်းတော့အဲ့လိုမျိုးပေါ့ထောက်ပတ်ပြီးတော့မှခရဲဘော်တွေနဲ့ပြန်တိုင်းပြီးအဲ့မှာပလန်ကျွန်တော်တို့ကစေးပလန်ဘုံကျူလောက်ကိုကောက်ချလိုက်တာချပြီးတော့မှဒီထက်မှဘယ်ဟာပြုတ်ရအဆင်ပြေမလဲပေါ့နော်အဲ့လိုမျိုး ပြန်ပြီးရွေးချယ်ပြီးခြားကြတာ။အော်ဝိုက်တယ်။ဒါဖြစ်လို့ကိုကျုံနေရတာနော်။ဒါမှမဟုတ်ပါနဲ့အခုတော့အများကြီးပဲနော်ဘဘကြီးကထောက်ပံ့လာပြီနော်။ဟုတ်ပါဗျာဟွာလောက်ကနေတော်လိုင်းစောစောပိုင်း2020နှစ်စောလာစောစောပိုင်းလောက်ကနေကကျွန်တော်တို့ကသူတို့စီအလက်တွေတော်တော်များများရတယ်။ကျွန်တော်တို့က line မတိတ်မနေဘူး။အဲ့ဒီခုမြင်းကြံမြင်းကြံကပြူရီစီရကိုကျွန်တော်တို့အရင်တော့သူတို့ဟိုကျွန်တော်တို့တောင်မှဒီအော်တိုမောင်းမြန်ဆိုတော့၃လက်လောက်ပဲရှိတဲ့ချိန်ကနေက သူတို့စီကနေ10ချောင်း11ချောင်းလို့တောတော်ပြီးနှိုက်နှိုက်လာတာလို့ဒီကျွန်တော်ပမာဆုံးအားလိုက်မှာစိုးစောင်းပါအောင်ဆိုတော့ကျွန်တော်ငင်းချံမြို့နယ်အဲဆန်ပြရွာကဥက္ကဋ္ဌအိမ်မှာသူတို့ပြည်သူပြည်သူစစ်ဆိုတော့ MA1 လို့ကျွန်တော်တို့ rifle ပေါ့နော်ဆရာဟို rifle ရှေ့ကြီးတွေလေအဲအားတွေသူတို့ချပေးတာကိုလုံးကိုလုံးကျွန်တော်တို့ဒီ shotgun တွေပေါ့ shotgun တွေချပေးတယ်အဲအဲအဲ့တော့တနေ့ဒီကိုသူတို့ကအဲ့အိမ်မှာဖွက်ပြီးတော့မှအဲ့ KTV သွားကြတာအဲ့ဖွဲ့ရအဲ့ခွေးတွေက ေဒီဗီသွားတော့ကျွန်တော်တို့နောက်ခံနေအဲ့တနက်တွေနဲ့ဟိုဟိုယူချလာတာဖွေးရမလို့ကြီးထောင်ကြသွားတယ်အဲ့ OG ကထောင်ကြသွားတယ်ဆင်အဖွေးရတကယ်မလွယ်ဘူးအဲ့သူကလိုလာရဟိုဖြစ်နေရပေါ့အဲ့ဆိုလူလူကောင်းတယ်အဲ့ဆံပြရွာတရွာတဲ့နေကိုကျွန်တော်တို့နောက်တစ်ခေါက်ကလေးလက်ပထမက ။အဲဆိုရင်အကုန်လုံး15လက်လောက်ရလိုက်တယ်ကျွန်တော်တို့က။ပုံးကာရတာအဲအဲရွာတရွာတဲ့နေ။ဟောကတော်တော်ရင်နာနေမှာနော်။ရင်နာပါဗျာ။ကျွန်တော်ဒီနှထိုးမျိုးသိန်းလောက်တော့လေကျွန်တော်တို့ကတကယ်တမ်းဆိုရင်တော့ဆရာသိန်းနိုင်တယ်မြို့ဘူး။ရခိုင်သိန်းဖို့ခတ်တဲ့အနေထားကြီးပြီးမြို့လည်းအရင်မပြည့်စည်သေးချင်တာနဲ့ကျွန်တော်ကပြန်ဆုတ်ခိုင်းလိုက်တာ။ဆုတ်လိုက်တော့ပေါ့နော်ဒီလောက်ဆိုရင်ဘာဖြစ်ပြီ။သူကလည်းလေရင်နဲ့တောက်လျှောက်ဘုံကျဲတော့ကျွန်တော်တို့မြို့ကလည်းသေးတယ်လေ။မြို့ကသေးတော့ရေရှင်မှာ လုံးဝခဲယမ်းအင်အားနဲ့မထောက်တောင်းလူရဲတောင်းခဏတယ်ဆိုတော့ခဲယမ်းမတောင်းနိုင်ဘူးဆိုပြီးကျွန်တော်စုတ်ခိုင်းလိုက်တာမြို့အနေထားရဲစခန်းတစ်ခုပဲကျန်နေတယ်ကျွန်တော်တို့တရရဲနဲ့တတ်တိုက်ပြီးတစ်ခုပဲကျန်တာအော်အခုလေအဲ့တုံမန်းနေရဲ့ပုံစံနည်းနည်းပါပြောပါပြောပြပါပါဟိုဆိုတာဘလို့လဲဟိုတိုက်ချင်းခိုက်ချင်းစိတ်ကောရှိရဲ့လားဒီကောင်နေကြည့်ရတာလုံးဝရင်နေရတာကျွန်တော်ခုနကြည့်ရဒါဒီမှာခုဒီမှာကျွန်တော်တို့ဒီထက်မှလည်းဘိုးကြီးတယောက်ပါတမကိုကိုကဘိုးကြီးတယောက်ကျွန်တော်တို့အရင်ဘွဲ့ရဲ့မိတာပေါ့နော်အာမိတာသူ့သူ့ သူကအဲ့ပထမကျွန်တော်တို့အဲ့မှာကုတ်ကိုစည်းရွာဒီအမြန်လန်းနဲ့ကျွန်တော်တို့နှစ်မိုင်ပဲဝေးတာရန်ကုန်မန္တလေးအမြန်လန်းနဲ့နှစ်မိုင်ပဲဝေးအဲ့ရွာမှာဝင်တိုက်တော့သူကထွက်ပြေးတာထွက်ပြေးတာကိုသူကဘလို့ထွက်ပြေးတော့ဆိုတော့ကျွန်တော်တို့လွယ်အေးလေးတလုံးရယ်ပြီးလို့ရှိရင်ကျွန်တော်တို့ပစိုးလေးနဲ့ပေါ့ဘောင်းမီလိုလေးတောက်ကပါတော့အဲ့ဘုရားထက်ပြန်ကရှိနေပြီနော်ပြောတော့ပြောရသေးတယ်အဲ့ဒါလေးနဲ့သူကထွက်ပြေးတာ ူတယောက်ထဲနဲ့ဒီကျန်တဲ့ကောင်နဲ့အထက်မှာတက်တိုက်နေခဲ့တာအကုန်လုံးလဲဝိုင်းလဲဝိုင်းပြီးတော့အထက်လဲကျွန်တော်တို့ဝင်ဝင်ရောက်ရှင်းလင်းတဲ့ချိန်ကျတော့ drone နဲ့စကောက်ဝဲလိုက်တော့အဲ့ဘဲကသူကပြေးနေတာသူကအဲလဲကွာထဲမှာသူကပြေးတော့ကျွန်တော်တို့ကဘန်ကင်နဲ့ပတ်ပြီးတော့မှဝိုက်ယူဖမ်းလိုက်တော့အာခင်ဗျာဘဲရတော့ဘောနော်အဲ့လိုမျိုးတော့သူကအဲ့ချိန်မှာကျွန်တော်မြင်လိုက်တော့ဘလို့လို့တော့ဆိုတော့အထုပ်ကိုသူကအဲ့ဟိုဟာလေးကိုကျွန်တော်တို့ခြုံလေးကိုပြစ်ပလိုက်တာခြုံလေးကိုပြစ်ပြီးတော့မှခင်ဗျာဘဲရတော့ဆိုတော့ကျတော့ကျွန်တော်ကလည်းမီးသွေးဖုတ်လာတယ်အဲ့ဒါနဲ့ဒီ မီးသေးဖောက်တဲ့ဆိုဒီရောမဟုတ်ဘူးလို့နော်ရဲဘော်တွေကကျွန်တော်မေးတာပေါ့နော်မီးသေးဖောက်တဲ့ကောင်ဒီရောမဟုတ်မင်းမတင်ကြဘူးပေါ့အဲ့နေပြီးတော့မှအဲ့ခိုးနာကမင်းဘာဖောက်ခဲ့ရလဲသွားပြန်ရှာတော့အမှပစ္စတိုတလက်တွေတော့အဲ့နေမင်းဒီတလက်ဘောက်တာမဟုတ်ဘူးလေကျွန်တော်ဘိုးထဲကိုပစ္စည်းလာပို့ရင်းနေပေါ့နော်ကျွန်တော်ဘုံမှုနောက်ကပါလာတာတဲ့ကျွန်တော်ဘိုးကဒီကသူကမလိုက်ရင်ပြတ်တတ်မယ်ဘာညာပြောလို့ပေါ့ကျွန်တော်လိန်လာပေါ့ဗျမျိုးစုံမျိုးစုံအေးအားဆိုပြီးမတင်ကြဘူးကွာလိုက်ခဲ့အောင်ဆိုပြီးတော့မှခေါ်လာတာအေးအေးဆေးဆေးခေါ်လာပြီးတော့လမ်းရောက်တဲ့ချိန်တော့ မင်းအမှန်တိုင်းဖြေမလားတတ်တယ်မလားဆိုတော့အဲ့ကြမ်းမှာ तू က၃ပွဲနဲ့ကျွန်တော်ဗိုလ်ကြီးပါတယ်တမကိုကိုကအဲ့ဘယ်အခုဒီမှာကျွန်တော်တို့ထားတဲ့ဒီအချုပ်ဒီမှာ तू ကခေါင်းဆောင်ပဲ तू ကဟုတ်ကူထိန်းသွားတာနောက်က तू နောက်ကဟာစီနီယာဂျူနီယာညီလေးတွေ तू ထိန်းသွားတာအာတကယ်မိုက်တယ်ဗျာတကယ်အားရတယ်ခုဟွာလဲဆရာဒီစေချောင်းကလေကျွန်တော်တို့အလင်းဝင်တာနဲ့ပြေးတာကျွန်တော်တို့ခု၁၁ရောက်ရထားဩ ဟုတ်ဆရာ I know that. Let's I got let's I got. လောက်ခိုင်းနေတယ်မှာ grow gen 2တို့အရေးပေါ်ရှိမှာအဲလိုလို့ရှင်တို့ဘန်ကာလုတ်လွတ်တာ။အရေးပေါ်ရှိမှာဘန်ကာလုတ်လွတ်တာ။အမေမင်းတို့အိမ်ကနေမင်းတို့အိမ်ကနေပတ်သက်ပြန်မှာသွား။တို့ဘန်ကာလုတ်တာကျွမ်းနေဆရာ။ဟုတ်တယ်ဟုတ်တယ်အကောင်နေပြန်သုံးချအောင်ဒီလိုက်တို့ထဲမှာအဲ့လိုဟိုဟာဖြစ်တဲ့ကောင်မျိုးတွေပါတယ်လေ။အဲတို့ကြွကြည့်ရအောင်ကြွကြည့်ရအောင်ကြည့်ရ တော့နားမလည်တဲ့လက်နက်တွေတော့စက်သွေးဇက်တွေနဲ့အဲ့ဟာတွေတော့သူတို့ပဲတောက်လျှောက်ပြန်တင်ခိုင်းတာပေါ့ချော့ချော်ပြီးတော့အဲမိုက်တယ်ကျေသူလက်ကဖုံးပြောင်း9မိနစ်ပြီအဲ့လိုပြောလေဖုံးအိမ်နဲ့ဖုံးပြောင်းခွင့်9မိနစ်ပြီမှာဘာပညာသင်ပေးတာအာ တကုံသင်ပေးတာသူကအားဆိုညာတယ်မေညာလားဟိုနေရာမှာကျွန်တော်တို့လက်လက်ကြီးသင်တာပြီးသွားလေလက်လက်ကြီးသင်တာကျွန်တော်တို့ကလက်လက်ကြီးကဝဲတာဝဲတာကျွန်တော်တို့ကရင်ကနေယူတယ်ဆရာကြီးတည်မလားအဲ့ ကျွန်တော်ဖိုဒီတောင်မွေးခင်ခင်နဲ့ RPG တွေ60တွေဝဲပြက်တာကျွန်တော်ဖိုဒီမွေးပဲနဲ့သူ့မဲသွားရဲ့အဲ့လိုမျိုးဝေးဝေးရောက်တဲ့အောင်အရင်ဝဲတာဟုတ်တယ်။နောက်ကျမှအဲ့ရတဲ့ရဲဘော်တွေသတိတိကျမလေ့ကျင့်ထားတော့ပစ္စည်းဖြုံးရကြနေလို့ဆိုပြီးတော့မှပြန်သိမ့်ပြီးတော့မှဒီဟိုကူသူတို့ကြောက်လာချင်းဟိုနေ့ကတနက်ကြီးစီးအေးပြန်ပြန်နဲ့သူကတင်ပြီးသွား။အော်။သူကလည်းပြောနေရသူကသူမဲသူဘိုက်ကြီးသူမဲမကိုဝင်ရှိတဲ့အချိန်မှာသူကကျွန်တော်တို့နဲ့မိသွားတာဟုတ်။အော်။မိသွားတော့အဲ့ဘဲကဟိုဟာပေါ့ အဲသူကသားလေးမွေးလို့သူကပြောနေတာသူကသိရတယ်ကလေးပါလေးမွေးတယ်ဆိုတာအာတော်လိုက်နေမောင်းနေမှတော့ဝဲတွေးနေတယ်နားရဲပေါ်လေးအဲ၆ခိုင်းလိုက်၆ခိုင်းလိုက်ပေါ့ဟုတ်တယ်ဟုတ်တယ်ဆရာအာအဲ့လိုမျိုးဖြစ်စင်နေအများကြီးရှိမှာပေါ့အဲ့ဆိုရှိမှာရောအဲ့ခုကြီးရဲ့ကြီးမှာတော်ကုန်နေတယ်ကျွန်တော်တို့ကျောင်းထိန်းခဲ့ရတဲ့ကောင်တွေရှိတယ်လေတရားဟိုဘက်မှာထိန်းခဲ့ရတဲ့ကောင်တွေရှိအဲ့ထိန်းခဲ့ရဟိုဟိုတာတပ်ဖွဲ့တွေကိုမြင်ရတဲ့ဟာကြတော့ဟော ရှေ့တပြားပဲယူနောက်တပြားမယူနဲ့ပါလို့နောက်ပြန်ပြင်းသေးပါစေလို့အလိုလိုရှေ့တက်လည်းမသေးပြီးရပဲတော့လေးတာတော့လေးတာတတ်တာလည်းမစိုးဘူးလေနော်ဒီမှာជីကဝတ်ဆောင်ပေးလို့ရှိရင်ကျွန်တော်တို့ကဘယ်လိုပေးနေလဲဆိုတော့ခုမြေအိုက်ជីကဝတ်မှာလားမဝတ်ဘူးဆိုရင်ထောင်3လအဲ့လိုမျိုးချုပ်3လချမှာအဲ့လိုမျိုးပေးနေရတာလေးလို့လည်းမွေးချင်ဘူးလေအဲ့လိုမျိုးလွယ်အိမ်နဲ့ပဲလစ်ချင်တာတို့ကအော်ဘယ်ရတကယ်မလွယ်ဘူးတော့အော်တကယ် အီကန်ချက်ပြီးတော့ကိုတောက်လျှောက်ပါဖြစ်နေဒါပေမဲ့ပြီးခဲ့တဲ့ရပ်ပန်ဆရာလေး9ရောက်ဒီနေ့ရောဆိုရင်ပြီးခဲ့တဲ့ပွဲဆို6ရောက်လောက်ကဆရာအကြီးကအုပ်ထုံးနဲ့ကြီးကပြားပါလို့အသက်မတည်ခဲ့တာအော်မဟုတ်ဒါရတကယ်လိုအပ်တာအဖွဲတွေကနည်းနည်းအလိုနားဝေးအောင်တော့ပြောရမှာပေါ့နော်အဖွဲရကြအဲ့လိုလွတ်လွတ်လပ်လပ်စော်ကျင်တာ哦ဒါပေမဲ့ဟုတ်တယ်ဒီကပြားတော့မှကျွန်တော်တို့ချင်းချင်းပြောလို့ရှိရင် ရှေ့တပြားပဲယူနောက်တပြားမယူနဲ့ပါလို့နောက်ပြန်ပြင်းသေးပါသေးတော့အလိုလိုရှေ့တက်လည်းမသေးပြီးရတယ် တဝက်လေးတာတဝက်လေးတာတတ်တာလည်းမစိုးဘူးလေနော်ဟုတ်တယ်အစာပိုင်းကကျွန်တော်တို့နှစ်ယောက်တစ်ချက်ချက်ရတာနှစ်ယောက်တစ်ယောက်ဟောတစ်စုံဆိုရင်နှစ်ယောက်ပေါ့နော်အဲ့လိုမျိုးတခြားလူကဖြစ်တယ်လို့အပြားကနည်းနည်းဈေးများတော့ကြတော့အပြားကိုရှေ့တပြားစီပဲထည့်ထည့်ကြတာနောက်နေကြတော့လူဖြစ်နေဘူးသူကရှေ့ကဝိတ်များတော့ကြည်နဲ့ဝါနဲ့ဆိုဒီလိုရှိုးနေနောက်ကလိုထောင်းနေလေအာ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 းကြပြီတော့ယူနာဂူဒီပါတက်ပြီးတော့မှတစ်ခါပြန်ပြေးရတာဟောဝိတ်ပြသွားအောင်လို့ အကာအကွယ်နဲ့တိုက်ရတာတန်ကန်နဲ့နေရတာဆရာတရားဟုတ်တယ်ဟုတ်ကျွန်တော်တို့ကရောင်ကြီးနဲ့တက်ရတာဆိုတော့တို့ကလေကလေးနဲ့ကြည့်လို့ရင်တက်ခိုင်းလို့ရှင်ဆရာဆိုကြည့်အောင်ညာဆရာတက်မှာလားဆရာတက်မှာဟာမင်းမတက်ဘူးလားတက်မှာလားကျွန်တော်နောက်ကတနက်နေ့မင်းပြရမှာလားငါသူ့ပြရမှာလားအဲ့လိုပြောလို့ရှင်အဲ့ကြောင့်ဟောတကုံပြတဲ့ဘုန်းတော်တခါကျရင်ဒီဘွဲမှာဆိုရင်ကျွန်တော်နှစ်ခါကြီးဖောက်ရတယ်နောက်တန်းကနေနောက်ကနေမတက်လို့မတက်လို့ဆိုတာကလေးတွေဆရာဘယ်လိုမျိုး ကွာပြေးတော့လေအဲ့ကွာအဲ့ဒီကျွန်တော်သေးသားကြီးတဲ့ကျောင်းကွင်းမြောင်ကြီးတဲ့သူကပြေးတော့လေကွင်းမြောင်ကြီးတဲ့သူလည်းကြတော့ကိုကပြစ်ထားတာဆိုတော့ကိုပြေးရင်လေဟိုကပြစ်မယ်ထင်တော့လေဟွန်းကောင်းလာပါတော့ဆိုကျွန်တော်တို့ကနေမီပိုင်တာပေါ့နော်နေမီကိုကျွန်တော်တို့ကျွမ်းကျင်ထားတာသူတို့ကဘယ်ပြေးလို့ဘယ်ရောက်မှမသိဘူးပေါ့အဲ့လိုမျိုးအခြေအနေတွေကြောင့်ကျွန်တော်တို့ကတော်တော်လေးကောင်းအဲ့ဝါးတစ်ပြန်လောက်ပြေးလိုက်ဝင်းရိုင်းမှောက်သွားလိုက်ဝါးတစ်ပြန်လောက်ပြေးလိုက်ဝင်းရိုင်းမှောက်သွားလိုက်ကိုက live ပြစ်လိုက်အဲ့လိုမျိုး အဲအဲ့ဒါမှတော့ဘာလို့လဲဆိုတော့သေချောင်းဆောင်တာဘလောက်ဆိုးလို့ဆိုလို့ရှင်နေမီချင်းလေးဒီလိုမျိုးပဲကျွန်တော်တို့ရေမောင်တန်းနေပေါ်တော့ဟိုဘက်ကဒီဘက်က၂ယောက်၃ယောက်ဖြန့်သွားတဲ့ချိန်မှာအဲ့မှောက်နေတာပေါ့သူကဒီတိုင်းမှောက်ပြေးချိန်ကျွန်တော်တို့မလာခင်နေရမှာပြေးပဲနေကျွန်တော်တို့ကသူ့ကိုကြောသွားပြီးသေပြီးဆိုသူ့ကိုကြောသွားတဲ့ချိန်ကျမှနောက်ကနေထားပြီးနောက်ပြန်ပြေးတော့ဘယ်လိုလုပ်တတ်ရှင်ဘောသူအဲ့ဘယ်ရအောင်အဲ့ဒါလည်းမူထောင်နေအောင်ဆက်ရက်တည်းရတာမူယူနေပေါ့ဘယ်လိုလဲအာအာအာ အဲ့ကဲဒါတော့เนาะဘွေးထက်မြက်နေတဲ့ဒီနှထိုးကြီးอ่ะဗောเนาะဒီဒေါ်လိုင်းကောင်းဆောင်တွေပြောတဲ့စကား white ထဲကနေထုံထုံပြီးတော့တင်ပြထားဖြစ်ပါတယ်เนาะအရှိူကြည့်ချင်းเนาะဘွေးထက်မြက်တို့ရဲ့ channel မှာတော်ရီမှာကြည့်လို့ရပါတယ်เนาะအဲ့တော့ကျွန်တော်ရဲ့ video လည်းတော်တော်ရှည်သွားပြီးဆက်ပြီးတော့လည်းကြည့်စီရလည်းရှည်သေးတယ်ဗောเนาะအဲ့တော့ဒီနေ့ပြီးတော့နည်းနည်းရှည်သွားရင်လည်းခွတ်လို့ဗောเนาะထပ်ပြီးတော့သွားကြည့်လာအောင်เนาะကဲနောက်ထပ်ကျွန်တော်နောက်ထပ်မှာသတင်းကတော့အာခတတော်ရဲ့ထိုးစစ်ကကပါဆတ်စိတ်ဦးနှားတွေရောက်နေပြီเนาะအဲ့ဒါဘယ်လောက်ထိအရေးကြီးလဲဆိုတာကိုသုံးသက်တင်ပြထားတဲ့ဒါဒေါက်တာဒေါ်မီမီဝင်းဘက်ရဲ့ ဖြည်းသုံးသက်ချက်လေးကျွန်တော်နားထောင်ကြည့်လာအောင်နော်ဟောတိုက်တာကကျွန်တော်တို့အခုပကိုးတိုင်းအေယော်ဒီတိုင်းမကွေးတိုင်းပေါ့နော်ပကိုးကတော့ကျွန်တော်ကပါစာတွေလာရောက်နေပြီဆိုတော့အဲကပါစာတွေဘလောက်ရေးကြည့်လဲပေါ့ကပါစာတွေသိနိုင်ပေါ့ဘာလို့ဆိုခုနဟိုလက်နဲ့ကပါစာမရှိစတက်လိုက်ပါလုံးလုံးမရတော့အခြေအနေရှိတော့ဆိုတော့အဲ့ဒါကဘယ်လိုမြင်လဲ အဲ့ဥစ္စာကျွန်တော်တို့စစ်တိုက်လို့ရှင်အများရန်ပဲကျွန်တော်တို့ဒီဥစ္စာကိုဒီအရင်မြစ်တွေပေါ့နော်ထောက်ဖို့တွေကိုအများရန်ချတယ်ထောက်ဖို့တွေအရင်မြစ်တွေမရှိတော့ဘူးဆိုလို့ရှိရင်ရှေ့တန်းမှာဘလောက်ဘလုံးကတိုက်ရေရှည်မတိုက်နိုင်ဘူးဆိုတော့ကြောင့်မလို့ကျမအမြဲတမ်းပြောရဲဟိုးတော့ကအဲ World War 2မှာပေါ့နော်ဒုတိယကမ္ဘာစစ်မှာတော့က US ကဒီဒုတိယကမ္ဘာစစ်ထဲကိုဝင်တဲ့အခါမှာနောက်ကျတယ်နော်နောက်ကျတခြားနိုင်ငံတွေဆိုတော့နောက်ကျတဲ့အခါမှာအဲ့ဒီအချိန်မှာ Germany ကနော်ဒီဒီ ဒီတိုက်လေရင်နေပေါ့နော်အများကြီးအဲ့ဒီအချိန်မှာအများကြီးထုတ်နိုင်တယ် US ကအဲ့ဒီအချိန်မှာဒလလောက်ထုတ်လို့ရေးအတွက်ဒလလောက်မတန်သေးဘူးဆိုတော့ဒါဒါပေမဲ့အဲ့ဒီမှာသူတို့ကဗာလေဒီဒီဟိုနင်းပေါ့နော် Germany ရဲ့ဟိုနင်းကို slow down လုပ်ဖို့အတွက်ပေါ့နော်အတန့်သွားအောင်အတွက်ကြောင့်သူတို့လိုက်ရှာတယ်ဟိုတကယ်တကယ်ဟိုနင်းဆက်ယုံနေပေါ့နော်ဒီဒီဒီလင်းမြန်နေဆောက်တဲ့ဆက်ယုံနေကအရင်မဲသူတို့ကာထားတယ်ဆိုတော့အရင်မဲတိုက်ရတာမလွယ်ဘူး ဒါပေမဲ့အဲ့ဒီစက်ယုံတိုင်းမှာเนาะဒီ the steel ball လေး ball လေးတိတိလေးကိုသုံးကြတယ်ဆိုအဲ့ဒီအဲ့ဒီစက်ယုံကြတော့ဘယ်သူမှမကတာဘူးဆိုအဲ့ဒီဥစ္စာကိုဖျက်လိုက်တာ ਨੇ တခါရဲ့ဒီမှာအလုံးစက်ယုံတွေရပ်တန့်သွားတယ်ဘာလို့ဆိုအဲ့ဒီ steel ball လေးอ่ะသူတို့ set တွေ time မှာလိုအပ်တယ်ဆိုအဲ့ရမလို့ကျမတို့အများကြီးပြောတယ်ဒီဥစ္စာ ဗာလဲ intelligence operation ပေါ့နော် intelligence operation ကစနစ်ကြကြနဲ့ view ဟာကြကြနဲ့လှုပ်လာမယ်ဆိုရင်ဘယ်နားမှာ steel ball လှုပ်တာလဲဆိုပြီးတော့ညတော့အဲ့ဒီ ball လုံးလေးကိုသွားပြီးတော့တွေ့တယ်တွေ့လို့ရှင်အဲ့ဒီဥစ္စာ take out လုပ်လိုက်လို့ရှင်ရန်သူကတခါလေးရက်သွားတယ်ဆိုတော့အာအလားတူပဲအဲ့ဒီအဲ့ဒီအဲ့ဒီ principle ပေါ့နော်အဲ့ဒီအဲ့ဒီ concept ကလေဒီလိုမျိုး ဟိုဒီထောက်ပို့ကိုတခါတည်းထောက်ပို့ဖြစ်ဖြစ်ဒီအရင်မြစ်တွေလုတ်တဲ့ဥစ္စာတွေကိုထုတ်ပို့အဲ့ဒီဥစ္စာတွေဖြုတ်ချလိုက်မယ်ဆိုလို့ရှင်ဟိုဝင်ဟိုအရှိရဘာမှမလုံနိုင်ဆိုတော့အဲ့ဒီ viewer ကိုလုတ်နိုင်ဖို့အတွက်ကကြတော့ viewer ကြာကြာနဲ့ intelligence operation ဆိုတာစနစ်တကျနဲ့လုတ်ဖို့လိုအပ်တယ်ဟုတ်ကဲဒါတော့ဗောနော်ဒီဘုံသီးတွေထုတ်တယ်ဆိုရင်လည်းဘုံသီးရဲ့အစိတ်ပိုင်းတစ်ခုလောက် စိတ်ရုံတစ်ခုလောက်ကိုဖျက်ဆီးနိုင်တယ်တားဆီးနိုင်တယ်ဆိုရင်ဆက်ပြီးတော့ထုတ်လို့မရတော့ဘူးဆိုတဲ့အနေအထားမျိုးပေါ့နော်လုံနိုင်တယ်ဆိုရင်တော့ဒီကာပါစစိတ်ရုံတွေကိုလည်းပေါ့နော်ရက်တက်နိုင်တဲ့အနေအထားရှိသွားမယ်ဆိုပြီးသုံးသပ်ထားဖြစ်ပါတယ်နော်ကဲနောက်ဆုံးမှာတော့ကျွန်တော်တို့ကိုစီတင်သုံးသပ်တင်ပြထားတဲ့သတင်းလေးကျွန်တော်သွားကြည့်လိုက်အောင်နော်ကျုပ်လာပြီးတော့စိုက်တယ်အဲ့လိုလာစိုက်တဲ့နေမှာသူတို့ကနှစ်နှစ်ဆိုနှစ်နှစ်သုံးနှစ်ဆိုသုံးနှစ်ငားထားတာဖြစ်တဲ့အတွက်အဲ့ဒီအတော်အတွင်းမှာဓာတုဗေဒဆေးတွေမြောင်များစွာတုံးပြီးတော့အကုန်စိုက်ပြစ်တယ်ပြီးလို့ရှိရင်အဲ့ဒီစိုက်ခင်းထွက်သွားတဲ့အဲ့ဒီဘာမှတုံးစားလို့မရတော့ ပိုပြီးရှင်းသာစရာကောင်းတာအဲ့ဒီငပြောချက်မှာအဲ့ဒီမြေကိုငှားလိုက်တဲ့မြေပိုင်ရှင်ကလူငှားဖြစ်ပြန်လောက်ရတဲ့အစ်အဲ့ဒါနိုင်ငံဟာတရုတ်လက်ထက်မှာပါနေဘူးနော်အခုမင်းအောင်နိုင်ရုရှားကိုနော်အလုတ်ကမဆစ်လို့တယ်ဒါဟာကြုံရောင်းစားတာသူတို့မှတိုင်းပြည်ကိုတိုးတက်ဖို့လုံနိုင်တဲ့အစွမ်းစားဘာမှမရှိဘူးအခုရုရှားသွားပြီးစာချုပ်၁၀ခုချုပ်တာလို့ဘောင်းညောင်းဘောမှနေလောနေတယ်ပောက်ပန်း၄၀နေတယ်တိုင်းပြည်ရောင်းစားဖို့လို့ဘာမှလုပ်တတ်တဲ့ကောင်တွေမဟုတ်ဘူးကုန်းစုံဆိုင်ဒီဇိုင်းတော်မှစီမံခန့်ခွဲတတ်တဲ့အရေးကြီးမရှိဘူးဆိုတော့ လီကွန်ယူရဲ့စကားတကယ်မှန်တယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့တွေအကြောက်တရားနဲ့နေလို့မရဘူး။အထူးသဖြင့်ထိုင်းမှာရှိတဲ့ကျွန်တော်ညီကိုမောင်မကြီးပြောချင်တာကထိုင်းဥလေးကိုလေးစားပါလိုက်နာပါ။ဒါပေမဲ့ကျောက်တို့တိုင်းပြီးအတွက်ပြက်ပြက်တာတာရက်တည်ကြပါ။အကြောက်စရာမရှိဘူး။နောက်တစ်ခုရှိတာကစက်ရုံတွေမှာနိုင်ပြီးတော့စစ်မှုထမ်းဥပဒေအတွက်လက်မှတ်ထိုးခိုင်းတဲ့အရာတွေလုံးဝထိုးမင်းမရှိဘူးတော့။ဒါဟာလူ့ပွင့်ချိုးပေါက်တာ။အဲ့ဒါလို့ဖြစ်လာရင်ညီညီညာညာနဲ့ပြက်ပြက်တာတာပြောပါ။စက်ရုံမန်နေဂျာဖြစ်ဖြစ်တစ်သေးဖြစ်ဖြစ်ဒါဟာလူ့ပွင့်ချိုးပေါက်တာလုံးပိုင်ခွင့်လုံးဝမရှိဘူး။ ဘာဥပဒေကြောင့်မှလောက်ပဲမရှိဘူးတိုင်လို့ရတယ်ကြဟန်းကောင်ဒါတွေအားလုံးကိုတဘောပေါက်ဖို့လိုအပ်တယ်နော်ဒါကြောင့်မလို့အခုဆိုရင်ရိတ်ခါလောင်ချုပ်တယ်မလူရဲတော့ဘူးအခုကျွန်တော်တနင်္လာရီကျော်ကရင်ကျော်တင်တန်းကြီးအများကြီးရှိတယ်မနေ့ကဟိုဟိုရက်ကတနင်္လာရီဘက်မှာကိုယ့်ဘက်ကစကန်းတခုကိုထိုးစစ်စင်ကလေးစကန်းတခုလက်လွတ်လိုက်ရတာရှိတယ်အဲ့ဒီမှာတင်တန်း300လောက်ကိုကျွန်တော်ပေးတယ်ဟိုရက်ကမှတင်တန်းပြီးတယ်အခြားတင်တန်းတွေလည်းရှိတယ်စစ်ဘေးရှောင်တွေလည်းရှိတယ်ရိတ်ခါတွေအများကြီးလိုအပ်တယ်ဒါပေမဲ့ချုပ်တယ်ကျတော့ကြောက်တော့ရိတ်ခါတော့မလူရဲတဲ့ပုံစံဖြစ်လာ ဒါတွေကတော်တော်အခြေအနေဆိုးတယ်အခုကျွန်တော်ဆိုဒါရိတ်ခါပြတ်နေပြီအခုနောက်ပိုင်းမှာရိတ်ခါဘယ်လိုဖြစ်လဲဆိုတော့သူများနိုင်ငံခြားလူတွေကပတ်စံထက်ပေးပြီးတော့ကိုစီစံ800ဝယ်ပြီးပါ200ဝယ်ပြီးပါအဲ့ဒီစံတွေနဲ့ကျွန်တော်ထပ်ပေးနေရတာခိုင်းမှရှိတဲ့လူတွေကကြောက်လို့မလူရဲကြဘူးအဲ့တော့ကျွန်တော်ပြောချင်တာကဒီအချိန်မှာကျွန်တော်တို့ကြောက်စရာမလိုသေးဘူးနော်မင်းအောင်နိုင်လက်ထဲကိုအာနာမရောက်သေးသေး၍ဘာမှမကြောက်နဲ့အဲ့တခုရှိတယ်ကျွန်တော်တို့ကညံ့ပြင်းလို့မင်းအောင်နိုင်ကိုလက်ထဲအာနာပေးလိုက်ခဲ့ပြီဆိုရင်တော့အဲ့ချိန်ကျရင်အကြောက်တရားထားတော့ ။ဒါအောင်ပြောချင်တယ်။ဒါကြောင့်မလို့ထိုင်းမှာရှိတဲ့ညီကိုမောင်တို့ကလည်းအနေနဲ့မကြောက်ကြမှာနဲ့ကိုလှုပ်เสียရှိတော့ပြက်ပြက်တသားလှုပ်ပါအဓိကစီးလုံးကြမှာညီညွတ်ကြမှာဒီအချိန်မှာအဓိဋ္ဌာပါပေါက်ပန်း50လှုပ်လိုက်မယ်ဆိုရင်ကရင်မဲလို့လို့ဗမာမဲလို့ရခိုင်မဲလို့လို့လှုပ်တဲ့လူကလူမျိုးမကွဲကြဘူးထိုင်းနိုင်ငံသားတွေကမြန်မာပြည်သားလို့ပဲပြောမှာလက်ရှိပြစ်ပေါ်နေတဲ့ထိုင်းနိုင်ငံမှာရှိတဲ့လက်ဖမ်းဆီးမှုတွေအားလုံးကလည်းရှင်းပြရွှေပြောင်းလောက်တာနေနေလို့တော့ပြောတာမြန်မာနေနေပုံစံဖြစ်နေတယ် နော်အဲ့တော့ကိုယ့်ဘက်ကလူတွေကလည်းမနေတဲ့မစားတဲ့လူတွေအများကြီးရှိတယ်အဲ့တော့ကိုယ်အချင်းချင်းနဲ့ထိန်းကြည့်ပြီးတော့သူတို့နိုင်ငံမှာနေတာဖြစ်တဲ့အတွက်သူတို့နိုင်ငံမျက်နှာကိုကြည့်ရမယ်သူတို့ပြည်သူမျက်နှာကိုကြည့်ရမယ်သူတို့ညွန်ညင်တာကိုကျွန်တော်လုတ်ပိုင်ခွင့်မရှိဘူးဒါတော့အရေးကြီးတယ်ဒါပေမဲ့တို့တို့တိုင်းပြည်လွတ်မြောက်ရေးအတွက်ဘယ်သူမှပိတ်ပင်ခွင့်မရှိဘူးအဲ့ဒါအောင်တော့မြင်းနဲ့ကင်ဆွဲထားဟုတ်ကဲ့ဒါကတော့ကိုစီရဲ့တုံးတက်ထားတဲ့ဗီဒီယိုဖိုင်ဖြစ်ပါရဲ့နော်အခုဆိုရင်ထိုင်းနိုင်ငံမှာမြန်မာတွေကိုတော်တော်များများဖန်ဆီရှိနေတဲ့အတွက်ပါနော်အာသူတို့ကဒီထောက် တော်လိုက်နဲ့ပတ်သက်တဲ့အလူတွေကိုဒီရိတ်ခါတွေအစားပါเนาะလူဖို့ကိုတော်တော်လေးခက်ခဲနေတဲ့အနေထားကြောက်ရွံ့နေတဲ့အနေထားဖြစ်ပါတယ်เนาะဒီຢာတွေပေါ်မှာမကြောက်ရွံ့ဘူးကိုစီရတိုက်တွန်းထားတာဖြစ်ပါတယ်အဲ့တော့တော်လိုက်မြန်မြန်ပြဖို့လိုတဲ့အတွက်ပြည်သူတွေကလည်းဆက်လက်ပြီးတော့ပါဝင်ထောက်ဖို့လိုတယ်ဆိုတဲ့အကြောင်းကိုတုံ့တက်တင်ပြလိုပါတယ်เนาะโอเคကျွန်တော်ဗီဒီယိုဒီနေ့မှာတော်တော်လေးရှည်သွားတယ်ဆိုရင်လည်း ထူးပဲတောင်းပန်ပါတယ်နော်ဟုတ်ကဲ့ကျွန်တော်ရဲ့ဒီမနက်သတင်းတင်ဆက်မှုဗီဒီယိုလေးကဒီလောက်ပဲဖြစ်ပါတယ်အစားဆုံးကြည့်ပြီးတဲ့မိဘပြည်သူရောက်ရှိတဲ့ထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့ဒီနေ့မှာလောတမြဆောင်းတမြအရာအားလုံးအောင်မြင်ကြပါစေတွားလီရမှာဘေးကင်းကြပါစေအကြံဖက်မင်းအောင်လာရင်စစ်ပေးရနေလဲကင်းလွတ်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ